မိုးကြီးကြောင်ပြောင်းလဲနေဟိုဘလို့ပြောင်းလဲရမလဲဆိုတာမသိဘူးလေဟိုနမူနာယူစရာလည်းမရှိဘူးမရှိတော့စာအုပ်တွေဖတ်စာအုပ်ထဲမှာမှဟိုစာအုပ်ဆိုတာတကယ်တော့လူတွေရဲ့အကြောင်းတွေရေးထားတာလူတွေရဲ့ဘဝတွေကိုပဲရေးထားတာအဲ့တော့ဒီတမိုင်းအကြောင်းတွေဘဝအကြောင်းတွေကိုပြန်ဖတ်ရင်ကိုယ်လည်းအထက်နမူနာယူစရာအများကြီးရှိတယ်ဗောလေအဲ့တော့ဒီစာအုပ်တွေဖတ်ရင်လည်းပဲတဖြည်းဖြည်းနဲ့ကိုယ့်ဘဝကိုပြောင်းလဲရတာဗောကိုယ်လည်းငငယ်တော့ကဒီစာဖတ်တာကိုရမ်းပြင်းတယ်ဒီစာတွေထဲကနေဘုဟုတ္တရရတယ်ဆိုတော့တိတ်နာမလဲခဲ့ဘူးအပြင်းပြင်းနဲ့ပဲဖတ်ကြည့်လိုက်တာဖတ်ကြည့်တဲ့အချိန်မှာ မြေပြင်းနဲ့ကိုတိချင်းတဲ့အကြောင်းအရာလေးသိလာတယ်ဒီလူငယ်တွေလည်းပျော်ပါပျော်ပြီးရင်ဒီပုံပွားအတွက်တူတက်ဖို့ပေါ့နော်ဟိုဟိုဘာလုပ်ရမလဲဆိုတာသိဖို့အတွက်ကိုစာလေးတွေဖတ်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေလက်တလောကအခုဟာရုပ်ရှင်ကြီးတခါရိုက်ဖို့ ဟာလုံနေတာကိုဆက်ကွက်ဖက်နေတာပေါ့အခုဒီဆယ်ရက်နေဆိုတော့ဘောဘောပြေးမယ်ပေါ့တော့ကိုဒါစားကလေးနားနေတယ်ဆိုတော့လေးစားအိမ်ရလေးနဲ့ဒီလိုလေးလေးရှိရောက်ပြီပါသောကကိုကကိုဖန်ရင်ဖန်ရင်နဲ့ဖက်တဲ့အကြောင်းအရာလေးတွေမှာတချို့ဆိုရင်ပြပြကျင်တာလေးတွေရှိတယ်ပေါ့လေအဲ့တော့ဒီသောလေးဖက်ပြတဲ့အကြောင်းကို post လေးတင်တယ်ပေါ့တင်တော့အဲ post တင်တဲ့အောက်မှာ

အဲပထမဆုံးလုတ်ပြတာတော့ဒီဆီယမပုံညာခင်ရဲ့ဒီနောက်ဆုံးတစ်ခါစောက်ကိုလုတ်ပြတာစောက်ကတော်တော်လေးလည်းကောင်းတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ကိုယ်အရင်တော့ဒီအင်္ဂလိပ်စပြီးတော့မြန်မာပြည်ကဝင်လာတဲ့အကြောင်းအရာလေးတွေကိုခြေခံပြီးတော့ဒီအချစ်ဇလန်းလေးကိုရေးထားတာဆိုတော့တော်တော်လေးဖတ်လို့ကောင်းတယ်ဘခုတုတ္တလည်းရတယ်အဲ့ဒါလေးကိုကလည်းအများကိုဖတ်စေချင်တယ်ဖတ်စေချင်တော့ကိုတင်လိုက်တဲ့အပေါ်မှာဒီဟာလေးကိုဖတ်ချင်တယ်ဆိုရယ်ဒါလေးမြင်လာတဲ့အတွက်ကိုကစလုတ်ဖြစ်တာအဲ့နောက်ဆိုလည်းအဲ့လိုတံမိုးမြင့်တဲ့စာအုပ်တွေဟိုဝယ်ဖတ်တယ်ဆိုရင်လည်းအဲ့လိုငှားဖို့စီစဉ်ရှိပါတယ် ထိကန်းကတော့အများကြီးတော့မထုတ်ချင်ပါဘူးဒါမဲ့လို့တချို့ဆိုရင်စာရွက်တွေကိုငငယ်တော့ကြားဘူးတာလေစာအုပ်ထဲကစာရွက်တွေကိုဖျဲပြီးတော့တင်းထားလိုက်တာတို့ယူထားလိုက်တာတို့တော့ရှိတယ်ပေါ့လေအဲ့လိုလေးတော့ငငယ်တော့ကြားဘူးတယ်အခုတော့အဲ့လိုလေးတော့မလုပ်စေချင်ဘူးပေါ့လေရက်ကလည်းနောက်လူတွေလည်းဖတ်လို့ရအောင်ရက်လေးကိုသတ်မှတ်ပြီးတော့ပေးလိုက်တာပါအဓိကတော့စီကန်းရှိရှိလေးဖတ်ရင်ရပါတယ်လာယူဖို့ကလည်းဟိုတယောက်နဲ့တယောက်နေတဲ့နေရာဝေးပါလေလာယူဖို့ဆိုတာလည်းလွယ်မှာမဟုတ်ကိုကြတော့ ွားလိုက်ရင်ရောက်တယ်လေကိုကကုထသွားကုရတယ်ဆိုတော့အခုတော့လောလောဆယ်တော့ရန်ကုန်မြို့တွင်းပေါ့လေရန်ကုန်မြို့တွင်းဆိုရင်တော့ပတ်ဖို့ပြလိုက်တယ်ဟိုနောက်ဆိုရင်တော့နေနေရလူတွေကိုလည်းဖတ်ဖို့အတွက်ကိုအဲ့လိုစီစဉ်ပေးဖို့တော့ရှိတယ်ဟုတ်တယ်ဘယ်လိုစီစဉ်ရမလဲတော့မစဉ်းစားရသေးဘူးတခုခုတော့လုပ်ပေးမှာပါကိုယ်တိုင်တော့စာဖတ်စီတို့ကကိုကစာအုပ်လည်းငားနေတယ်ကိုယ်တိုင်လည်းပတ်ဖို့သေးတယ်ဆိုတော့ဖတ်စီခြင်းလို့လေဟိုကိုကိုတိုင်လည်းစာဖတ်တဲ့အပေါ်မှာရလာတဲ့ဘဟုတုတ္တရတွေပြီးတော့အတိညာဉ်တွေပွင့်လာတာလည်းရှိတယ်အဲ့ဒါလေးတွေကို ဖက်စေခြင်းလေအဲ့လိုမျိုးကိုယ့်လိုလည်းဖြစ်စေခြင်းလေလူတွေကိုလေအဲ့ဒါကြောင့်အဲ့လိုမျိုးလေးစီစဉ်ဖြစ်တာမူကြီးကြောင့်ပြောင်းလဲနေဟိုဘလိုပြောင်းလဲရမလဲဆိုတာမသိဘူးလေဟိုနမူနာယူစရာလည်းမရှိဘူးမရှိတော့စာအုပ်တွေဖတ်စာအုပ်ထဲမှာမှာ ဟိုစာအုပ်ဆိုတာတကယ်တော့လူတွေရဲ့အကြောင်းတွေပဲရေးထားတာလူတွေရဲ့ဘဝတွေကိုပဲရေးထားတာအဲ့တော့ဒီသမိုင်းအကြောင်းတွေဘဝအကြောင်းတွေကိုပြန်ဖတ်ရင်ကိုလည်းအထက်နမူနာယူစရာအများရှိတယ်ကိုလည်းအဲ့တော့ဒီစာအုပ်တွေဖတ်ရင်လည်းပဲဒီဖြစ်ဖြစ်နဲ့ကိုယ့်ဘဝကိုပြောင်းလဲရတာပဲကိုလည်းငငယ်တုန်းကဒီစာဖတ်တာကိုရမ်းပြင်းတယ်ဒီစာတွေထဲကနေဘုဟုတ္တရရတယ်ဆိုတော့တိတ်နားမလဲခဲ့ဘူးပြင်းပြင်းနဲ့ပဲဖတ်ကြည့်လိုက်တာဖတ်ကြည့်တဲ့အချိန်မှာအဲ့ဒါဖြစ်ဖြစ်နဲ့ကိုသိချင်တဲ့အကြောင်းအရာလေးသိလာတယ်အဲကိုသူများကိုသွားမေးဖို့မလွယ်တဲ့အရာလေးတွေကိုကိုသိလာရတာပေါ့တချို့ ဒီစာပေပညာရှင်ကြီးတွေတချို့ပညာရှိတွေဆိုရင်ကိုနဲ့နှစ်ယောက်တည်းစကားပြောဖို့ဆိုတာမလွယ်ဘူးလေသူ့ကိုသွားပြီးတော့လည်းတွေ့လို့မရဘူးတချို့ဆိုရင်စုံမဝါးကြီးမရှိတော့ဘူးလေအဲ့တော့ဒီစာကိုဖတ်လိုက်တယ်ဆိုရင်သူနဲ့ကိုနဲ့နှစ်ယောက်တည်းကိုလာပြီးပြောပြနေတယ်လို့သူ့ရဲ့အတွေ့အကြုံတွေကိုကိုရှင်းပြနေတယ်လို့မျိုးခံစားရတာပေါ့လေအဲ့တော့ကိုအတွက်လည်းအများကြီးတို့တက်လာတယ်ကိုတွက်လည်းအများကြီးကြောင်းလဲမှုတွေရှိလာတယ်ပေါ့အဲ့တော့ဒီလူငယ်တွေကိုလည်းပျော်ပါပျော်ပြီးရင်ဒီပိုပွားအတွက်တိုးတက်ဖို့ပေါ့နော်ဟိုကိုပါလောက်ရမလဲဆိုတာ တိဖို့အတွက်ကိုအစာလေးတွေဖတ်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့လေဟိုအစာတော့ဖတ်စီချင်ပါတယ်ကိုဖတ်လိုက်လို့ရလာတဲ့အဟုတုတာတစ်ခုသိညာတစ်ခုရောဒီလူတယောက်ကိုကိုကရစေချင်တယ်ပြီးတော့အဲ့လူကိုလည်းပြောပြပြောပြချင်တယ်ဒါပေမဲ့ကိုပြောပြတာတက်ဆိုင်ဖတ်လိုက်တာပို့ပြီးတော့ထိထိတယောက်ကိုရှိတယ်လေနော်ပို့ပြီးတော့တွေးခေါ်တတ်တယ်ပေါ့အဲ့ဒါကြောင့်ဒီစာဖတ်တဲ့ကိစ္စကိုတိုက်တွန်းတာပါလည်းညာတိုင်းဖတ်တယ်ပြီးရင်အခုအားရင်အားသလိုဖတ်တာအရှင်တော့ဆိုစာအုပ်ဆိုတာကိုယ်နဲ့ရန်သူပဲစာဖတ်ဖို့လုံးဝလာပြီးမတိုက်တွန်းနဲ့ ်လုံးဝမပတ်ချင်ဘူးပါလေဒါပေမဲ့အခုဖန်ဖန်နဲ့တဖြည်းဖြည်းနဲ့ကို့အတွက်အများကြီးပဟုတုတရရလာတဲ့အချိန်စာတကြောင်းဖတ်ဖို့အတွက်ကိုဟိုအချိန်ပေးရတာဘာမှမခက်ခဲတော့ဘူးလေအဲ့လိုကြိုးစားရင်ကြိုးစားနေအခုစာအုပ်ကိုတွားလျက်ပါတယ်စာထဲမှာလည်းစောက်တွေထားထားတယ်အိမ်မှာလည်းစောက်ရှိတယ်အဲကြုံရင်အားရင်အားသလိုကောက်ကောက်ဖတ်နေတာပေါ့လေအခုတော့စာအုပ်ပါလာတယ်ဒါတယောက်ငါးပါဆိုလို့အငါးဖို့ယူလာတာဟုတ်